စီမံစိတ်ထားဖြောင်းဖြောင်းသွားတယ်။ဘဝအပိုင်လည်းမရှိဘူးစီမံခွင့်မရတယ်။အပိုင်မရှိဘူးဆိုတဲ့ကဘယ်နာမည်မှသွားတက်လို့မရဘူး။ဖြစ်ရကဖြစ်ရပဲ။စိတ်တွေးလေးဖြစ်ရလေးတွေဖြစ်လာမယ်။အပြောဖြစ်ရလေးတွေဖြစ်လာမယ်။အလုတ်ဖြစ်ရလေးဖြစ်နာမည်သွားမတက်နဲ့လေ။ဘုံကြီးတွေလူတွေနှတ်တွေပြမာတွေကိုွေးတွေကြောင်းနေ။ဖြစ်ရကဖြစ်ရပဲ။အဲ့ဒီဖြစ်ရမှာဘယ်သူမှအပိုင်မရကြပါဘူးဆိုတော့ လိုလိုပိုင်ရမလဲဖြစ်ရကိုစီမံခွင့်အောင်မှာတချို့တဝက်ပဲရတာလေအပြည့်ရတာမှမဟုတ်ပဲတဲ့အခုပြောနေတာတကယ်တရားသဘောတွေပဲခုနပြောတဲ့အေးဒါကတော့သဘောတူခြင်းလဲတူမယ်တူခြင်းမှလဲတူမယ်ကြိုက်ခြင်းလဲကြိုက်မယ်ကြိုက်ခြင်းမှလဲကြိုက်ဓမ္မန်တရားနဲ့သဘောမတူဘူးဆိုတာတွေအများကြီးရှိပါတယ်အဲ့တော့ ဒီအကြောင်းนี่ပြောရတဲ့အခါမှာတရားအကြောင်းပြောရတဲ့အခါမှာအကြောင်းတရားနဲ့အညီဒီမှန်ပြီးတော့ဒီအတန်ထွက်ကြရတာတဲ့အခုဦးဇင်းတို့စကားပြောတယ်ဆိုတာလည်းစီမံခွင့်ရယုံလေးပဲပြန်ပြောလို့မရဘူးအကြောင်းတရားနဲ့အညီစီမံပြီးတော့ဒါလေးတင်ပြလိုက်ရတာဒါပဲအော်ဒီလိုသဘောတရားရှိတယ်လေစဉ်းစားတတ်တဲ့လူတိသွားမှာပဲမစဉ်းစားဘဲနဲ့ကိုယ်အကြိုက်နဲ့မကြိုက်လို့ပယ်ချလိုက်ရင်လေဒါကလည်း ဖြစ်နေကြဆိုတော့လေဖြစ်ကြမှာကြီးပဲเนาะဒါသူပြောစရာတော့မရှိပါဘူးဦးဇင်းတို့မူဝါဒတွေအများကြီးပြောပြခဲ့တယ်အလွယ်လေးနဲ့တရားသဘောကို ဖြတ်ပြီးတော့သုံးသွားနိုင်တယ်တချို့စကားလေးတွေကနားထောင်လို့မကောင်းပေမဲ့မကြိုက်ပေမဲ့သိမ့်မှန်တာเนาะတကယ်အမှန်ဆုံးနေကြီးပဲကျိုးလူရင်းတို့ရှင်လေးဦးဇင်းတို့သတိခဏခဏပေးတယ်ဘာပေးလဲစင်ရသားတွေနဲ့ရံမဖြစ်နဲ့ ရှင်းရှင်းလေးလေးစင်ရသားနဲ့ရံဖြစ်တော့ဘာတူးမှလဲလကားတက်တဲ့ပဲရံဖြစ်တာကြီးစင်ရသားဆိုတာဘာသာမရှိတဲ့ကောင်ပြောလို့ရသလိုစိတ်ဆင်းရဲနေတဲ့သူအတိညာဆင်းရဲတဲ့သူလည်းဆင်းရဲသားပဲအဲဒါသူတို့နဲ့သွားကြီးညင်းစရာလည်းမရှိပြောစရာလည်းမရှိသာသူပါပြောပြောသူပိရကကြီးကိုင်းပြောပြောဘယ်ဖုန်းကြီးကပြောပြောဘယ်ဆရာတော်ဘုရားကြီးကပြောပြောဘယ်ဇာတ္တပိတ္တပညာတော်ပြောပြောသူမသိရင်သူဆင်းရဲနေတာပဲအတိညာဆင်းရဲတဲ့ခေါ်တယ် ဆင်းရဲသားနဲ့ယံမဖြစ်ကြပါနဲ့အဒီတဲ့ပို့ဆိုတဲ့ဇကာလီကတော့အယူတွေနဲ့ယံမဖြစ်ဖို့ပါပဲအယူတရာယံဖြစ်ရမယ်တမ်းမှမဟုတ်ပဲယူနေတဲ့ဥစ္စာဘာယံဖြစ်เสียလို့အယူကိုယူမှန်းသိစေတသာဈေးဥမှာဆရာဝန်တွေရှိတယ်အယူတွေသူတို့ဘယ်တော့မှစိတ်မဆိုးဘူးအဲအယူပြောက်စေခြင်းတဲ့အနေနဲ့တော့သူတို့ကုကြတယ်ဘာဖြစ်လို့အယူစိတ်မဆိုးတာလဲဆိုတော့အယူမှန်းသိလို့စိတ်မဆိုးတာတဲ့ အဲ့ဒါပေမဲ့လူတွေကမသိကြဘူးနော်ဟိုဘက်ကယူလို့ဖြင်းလို့အလို့နှလို့မသိလို့အာညင်းခုံပြောဆိုရင်ဒါအယူပဲလေအာမမနာတွေတက်ထောင်းလွားပြီးစာတက်တယ်အကျင့်ကောင်းတယ်သူတို့ကသူတို့တတ်မှတ်တတ်မှတ်ပြီးတော့ထောင်းလွားတက်ကြွမမနာတွေနဲ့ညင်းညာခုံညာပြောကြဆိုကြဆန့်ကျင်ညာတိုက်ခိုက်ကြအဲ့ဒါအယူတွေလေအဲ့အယူတွေနဲ့ကရံဖြစ်စရာမလိုတာမှမဟုတ်ပဲအာဦးဇင်းတို့အယူနဲ့ဘယ်တော့မှရံမဖြစ်ဘူး ပြဿနာလေးတစ်ခုပေါ်လာရင်တော့ငြိမ်းအေးအောင်တတ်နိုင်သမျှတရားသဘောအရပြောပြပေးလိုက်တာပဲ။ရရင်ရမရရင်ခုနပြောတဲ့အယူအယူတိုင်းပဲထားရတာပဲတဲ့။ဒါဒီစကလုံးတွေကနားထောင်လို့မကောင်းပေမဲ့ဒါလေးဒီစကလုံးလေးတွေနဲ့ဘဝမှာမှတ်သားသွားရင်စိတ်ကိုလွတ်အောင်သွားလို့ရတယ်။နော်ဒီစကလုံးတစ်လုံးကြားဖို့ဆိုတာလွယ်တာမဟုတ်ဘူး။ဒါမှအဖြစ်မဲ့ထင်တာ။ နော်တာမန်နေရာဒီမှာဒီတရားသဘောတွေကပဲနားမမကြားပါဘူးတာမန်မဟုတ်တဲ့နေရာတွေမှာလည်းပဲဒီတရားမှန်နဲ့ဖြောင်းတဲ့တရားတွေကကြားဖို့ခဲရင်ပါဘာဖြစ်လို့လဲဆိုတော့အပိုင်နေကြီးပဲလူတွေကတွေ့နေကြတာနော်အပိုင်နေကြီးပဲတွေ့နေကြဘုံကြီးနေရာလည်းအပိုင်တွေ့တာပဲအဲ့ဒါစကလုံးတွေနဲ့အပိုင်ချနေကြတာတကယ်သဘောတရားကြီးရကြတော့ တိယောမတိကြဘူးเนาะသဘောတရားကြီးကကြတော့တိယောမတိကြဘူးမတိကြတဲ့အတွက်ကြောင့်အာပြောတရားအလုတ်တရားတွေဖြစ်တယ်အပြောတရားအလုတ်တရားအပြောကငြိမ်းရေဖို့အလုတ်ကြတော့ရှုပ်လိုက်တာเนาะရှုပ်လိုက်တာ